နေတိုးစစ်မဟာမိတ်နိုင်ငံတွေကကာကွယ်ရေးအသုံးစရိတ်ကိုတိတိတတ်တာတိုးမြင့်ဖို့ကတိပြုလက်ခံခဲ့ကြခြင်းဟောကြီးမားတဲ့အောင်ပွဲတစ်ခုလို့သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်ထရန့်ကနေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံတွေဟောကာကွယ်ရေးအတွက်အမေရိကန်ကိုအလွန်ကြုံမိခိုအားကိုမနေသင့်ကြောင်းပြောပြီးကာကွယ်ရေးအသုံးစရိတ်တွေတိတိယယမြင့်တင်ဖို့အစင်တစိုက်ဖိအားပေးတောင်းဆိုနေခဲ့သူပါဂျွန်လာ25ရက်နေ့ကနယ်သာလန်နိုင်ငံဟစ်မြို့မှာကျင်းပတဲ့နေတိုးထိပ်တင်ညီလာခံမှာတော့ မဟာမိတ်အဖွဲ့ရဲ့နိုင်ငံခေါင်းဆောင်တွေဟာ2035ခုနှစ်ရောက်ရင်နှစ်စဉ်ကာကွယ်ရေး30ရက်ကိုနိုင်ငံရဲ့ကုန်ထုတ်စည်းပွားစုစုပေါင်းတန်ဖိုး GDP ရဲ့အနည်းဆုံး900ခန့်အထိခွဲတန်းသတ်မှတ်30ဖို့သဘောတူလက်ခံခဲ့ပါတယ်။ GDP ဆိုတာကနိုင်ငံတနိုင်ငံရဲ့တစ်နှစ်တာစုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုးကိုခေါ်ပါတယ်။ဥပမာအားဖြင့်နေတော့အဖွဲ့ဝင်နိုင်ငံတနိုင်ငံဟာတစ်နှစ် GDP ဒေါ်လာ100ဆိုရင်ကာကွယ်ရေးအသုံးစရိတ်ခွဲတန်းအဖြစ်9ဒေါ်လာထည့်ဝင်ရမှာပါ။ ဒီဆုံးဖြတ်ချက်ဟာဥရောပနဲ့အနောက်နိုင်ငံတွေလူအဖွဲ့အစည်းအတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်တယ်လို့ထရန့်ကကြွေးကြော်ခဲ့ပါတယ်။နေတိုးခေါင်းဆောင်တွေရဲ့ပူးတွဲကြေညာချက်မှာတော့အဖွဲ့ဝင်တွေအနေနဲ့လက်တွေ့ဖြစ်ပေါ်နေတဲ့လုံခြုံရေးစိန်ခေါ်မှုတွေကိုတံပြန်ဖို့ပုံဖို့စည်းလုံးကြမယ်လို့ပါရှိခဲ့ပြီးအထူးသဖြင့်ရုရှားရဲ့ကာလာရှေကြာချင်းချောက်မှုတွေနဲ့အစွန်ရောက်အကြမ်းဖက်ဝါဒရဲ့အန္တရာယ်တွေကိုအထူးပြုရည်ညွှန်းသွားခဲ့ပါတယ်။နောက်ပြီးနေတိုးရဲ့အမြုတေတံမိုးတစ်ခုဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုခုကျူးကျော်တက်ခိုက်ခံရရင်မဟာမိတ်နိုင်ငံအားလုံးပူးပေါင်းလက်တော့ပြန်ပေးမယ်ဆိုတဲ့ကတိကိုလည်းထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။မူလကနေတိုအဖွဲ့ဝင်နိုင်ငံတွေဟာနိုင်ငံရဲ့ GDP 200ခန့်နှုန်းကိုကာကွယ်ရေးဘတ်ဂျက်အဖြစ်သုံးစွဲဖို့ကတိခံထားခဲ့ပေမဲ့2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်တဲ့စစ်ပွဲမတိုင်ခင်အထိအဲ့ဒီကတိကိုတည်ခဲ့တဲ့နိုင်ငံအရန်နှဲပါပါတယ်။ဒါပေမဲ့ရုရှားရဲ့ကျူးကျော်စစ်ကိုမျက်ဝါးထင်ထင်ကြုံတွေ့တဲ့အခါမှာတော့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာနှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်တွေကိုကတိုက်ကြိုက်မြင့်တင်လာခဲ့ပါတယ်။ဒါပေမဲ့ထရန့်ကတော့ဥရောပဟာကိုကိုကိုကာကွယ်ဖို့အတွက်အဲ့ဒီထပ်ပေါ်တဲ့ကာကွယ်ရေးဘတ်ဂျက်တွေလိုအပ်ကြောင်းတောက်လျှောက်ဖိအားပေးတောင်းဆိုနေခဲ့တာပါ။နေတိုးထိပ်သီးညီလာခံမတိုင်ခင်တုန်းကစပိန်ဟာကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့900ခန့်နှုန်းအထိတိုးဖို့ထောက်ခံမှာမဟုတ်ကြောင်းပြောခဲ့ပေမဲ့အပိသက်မှာတော့သဘောတူလက်ခံခဲ့ပါတယ်။နေတိုးရဲ့နောက်ဆုံးထွက်ပေါ်လာတဲ့သဘောတူညီချက်အရ လာမယ့်ဆယ်နှစ်အတွင်းအဖွဲ့ဝင်နိုင်ငံတွေဟာကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့3.500ခန့်နှုန်းအထိရောက်အောင်တဆင့်ချင်းမြင့်တင်သွားမှာဖြစ်ပြီးနိုင်ငံတွေကြားချိတ်ဆက်မှုအားနည်းတဲ့လုံခြုံရေးဆိုင်ရာအခြေခံအဆောက်အအုံတွေကိုပြန်လည်မွမ်းမံဖို့အတွက်နောက်ထပ်3.500ခန့်နှုန်းစီစိုက်ထုတ်သုံးစွဲကြမယ်လို့သိရပါတယ်ရှင်